ဒီခုတစ်ခေါက်ဆွေးနွေးလိုတဲ့အကြောင်းအရာကတော့ Federal ပြည်ထောင်စုစနစ်တစ်ခုမှာဒါမှမဟုတ် Federal ပြည်ထောင်စုစနစ်တစ်ခုကိုသွားမယ်ဆိုတဲ့နေရာမှာတတိထားစဉ်းစားရမယ်ဖွဲ့စည်းပုံဆိုင်ရာပြဋ္ဌာန်းချက်အချို့အကြောင်းဖြစ်ပါတယ်ပေါ့နော်အဲ့တော့ Federal ပြည်ထောင်စုပေါ်ထွန်းရေးဆိုတဲ့အယူဆဟာယခုကာလမှာဆိုရင်လူအများကြီးနှီ လာပြီးဖြစ်တယ်ပေါ့နော်အဲ့တော့ Federal စနစ်ရဲ့အနှစ်သာရကိုပြောရလို့ရှိရင်ပြည်နယ်ဒါမှမဟုတ်တိုင်းဒေသကြီးတွေဟာ၎င်းတို့ရဲ့ကိုပိုင်အုပ်ချုပ်ခွင့်ဥပဒေပြုခွင့်နဲ့စီမံခန့်ခွဲမှုဆိုင်ရာခွင့်အာဏာတွေကိုလုံလုံလောက်လောက်ဆောင်ရွက်နိုင်ကြတဲ့စနစ်မျိုးဖြစ်တယ်ပေါ့နော်အဲ့တော့ပြည်နယ်ဒါမှမဟုတ်တိုင်းဒေသကြီးလွှတ်တော်တွေကမိမိတို့ပြည်နယ်တွင်းဒါမှမဟုတ်တိုင်းဒေသကြီးအတွင်းမှာကိုပိုင်ဖြန့်ထန်းခွင့်တွေမေမေရရရှိမှသာလျှင် ဖက်ဒရယ်စနစ်လို့ခေါ်လို့ရတာဖြစ်တယ်။ဒီလိုမဟုတ်ဘဲနဲ့ပြည်ထောင်စုကနေပြီးတော့မှပြည်ထောင်စုလွှတ်တော်နဲ့ပြည်ထောင်စုလွှတ်တော်ကနေပဲဥပဒေအားလုံးကို လိုတလိုပြဋ္ဌာန်းခွင့်ရှိတယ်ဆိုရင်ဒါက unitary state တာဖြစ်တယ်ပေါ့နော်။တနည်းအားဖြင့်ပြည်ထောင်စနစ်တာဖြစ်တယ်ပေါ့နော်။ အဲ့တော့ဒီချက်ကိုလည်းမေဆွေတို့တိပိတာဖြစ်တယ်နားလေသဘောပေါက်ပိတာဖြစ်တယ်ပေါ့နော်အဲ့တော့ယနေ့ကျွန်တော်ဆွေးနွေးလို့တဲ့အကြောင်းအရာကတော့အဲ့ဒီလိုဖက်ဒရယ်စနစ်ကိုတိဆောက်အကောင့်ထဲပေါ်တဲ့နေရာမှာဒါမှမဟုတ်ဆွေးနွေးကြတဲ့နေရာမှာဖွဲ့စည်းပုံခြေကဥပဒေရေးဆွဲကြတဲ့နေရာမှာအလီထားစဉ်းစားရမယ့်ပြဋ္ဌာန်းချက်တွေအကြောင်းဖြစ်တယ်အဲ့တော့ပထမဦးဆုံး2008ဖွဲ့စည်းပုံခြေကဥပဒေရဲ့ ပြန်ထမ်းချက်ကနေတစ်ချက်စတင်ဆွေးနွေးလိုက်ကြရအောင်ပါ။2008ဖွဲ့စည်းပုံခြေကဥပဒေရဲ့ပုံမှန်တစ်ရှိရှိပေါ့နော်။ဒီဟာလေးတစ်ချက်အဲ့တော့ပုံမှန်တစ်ရှိရှိမှာတိုင်းဒေသကြီးဒါမှမဟုတ်ပြည်နယ်လွှတ်တော်ဒီတဲ့ဇယားနှစ်တွင်ပေါ်ပြထားသောတိုင်းဒေသကြီးတို့မှာပြည်နယ်ဥပဒေပြုစည်းရင်ပါကိစ္စရုံများနဲ့ဆက်လင်း၍တိုင်းဒေသကြီးတို့မှာတပြည်နယ် ြည်နယ်တစ်ခုလုံးအတွက်တော်၎င်းတိုင်းဒေသကြီးသို့မဟုတ်ပြည်နယ်ဤတစိတ်ဒေသအတွက်၎င်းအာဏာတည်ရောက်စေရန်ဥပဒေပြုခွင့်ရှိပါသည်ဆိုတဲ့ပြဋ္ဌာန်းချက်ပေါ့နော်ပုံမှန်တစ်ရှိရှိမှာအဲအရစကားနဲ့ပြောရလို့ရှိရင်ပြည်နယ်ဒါမှမဟုတ်တိုင်းဒေသကြီးတွေဟာတဲ့တိုင်းဒေသကြီးအတွင်းမှာဥပဒေတွေပြုပိုင်ခွင့်ရှိပါတယ်တဲ့အဲ့တော့ဇေယျနှစ်မှာပါတဲ့ဟာပေါ့နော်အဲပုံမှန်တစ်ရှိရှိကိုကြည့်ချင်းအားဖြင့် တိုင်းဒေသကြီးတမမပြည်နယ်တွေကသူတို့တိုင်းဒေသကြီးပြည်နယ်တွေမှာဥပဒေပြန်ပြုခွင့်ရှိတယ်ဆိုတော့ Federal ရဲ့ဟိုပါပေါ့ Inter ရဲ့ဝိသေသတွေပါတယ်ပေါ့ဗျာတိချစ်ချစ်အရာတော့အဲဟုတ်ပြီအဲ့တော့တိချစ်ချစ်ကိုကြည့်ချင်းအားဖြင့်တပီတောင်စနစ်မဟုတ်ဘူးလားအဲဒါ Federal စနစ်လားဆိုတော့မေခွန်းနေပေါ်နိုင်တယ်ပေါ့နော်အဲ့တော့တိချစ်ချစ်တခုသေးကိုကြည့်ချင်းအားဖြင့်တော့အဲဟေ့ပေါ့တိုင်းဒေသကြီးရောလောကောပြည်နယ်ရောလောကောဥပဒေပြုခွင့်ရှိတယ်ဆိုတော့ ပြည်ထောင်စုကပဲလုတာမဟုတ်ဘူးတိုင်းဒေသကြီးမှာလည်းလုတ်ခွင့်ရှိတာပေါ့ဟာအဲအဲ့လိုလီတွေးထင်လို့ရတယ်ပေါ့ဗျာနော်အဲ့တော့ပုံမှ198ခါခွဲအရောက်မှာတော့ဘလူးဖြစ်သွားပြီလေဆိုတော့တစ်ချက်ပြန်ကြည့်မယ်နော်အဲ့တော့ပုံမှ198ခါခွဲမှာ attack ကတိုင်းဒေသကြီးလွတ်တော်သို့မဟုတ်ပြည်နယ်လွတ်တော်ကပြတ်ထန်းလိုက်ပြီးဥပဒေပြတ်ထန်းချက်တရက်ရက်တည်း ပိသာစုလွတ်တော်ကပြဋ္ဌာန်းသည့်ဥပဒေပါ ပြဋ္ဌာန်းချက်တရရက်နှင့်စန့်ကျင်လေလျင်တဲ့ပိသာစုလွတ်တော်ကပြဋ္ဌာန်းသည့်ဥပဒေပါအတိုင်းလိုက်နာကျင့်သုံးရမည်ဆိုတဲ့ဟာပေါ့နော်အဲ့တော့198ကအပိတ်ပြအသက်ရှိရှိမှာပြောတာကတော့အေးခမရတို့ဇယားနှစ်ပါ ပြန်ထမ်းဥပဒေကိစ္စတွေကိုပြန်ထမ်းခွင့်ရှိပါတယ်လို့ပြောတာတော့အင်းအီဒါဖက်ဒရယ်အင်္ဂါရက်ပေါ့ အဲ့တက္ကူရှိခခွေးမှာကြတော့၎င်းပြဋ္ဌာန်းချက်တွေကတဲ့ပြည်ထောင်စုလွှတ်တော်ကနေပြဋ္ဌာန်းလိုက်တဲ့ဥပဒေပြဋ္ဌာန်းချက်တရရက်နဲ့တွားပြီးဆန့်ကျင်နေမှာဆိုရင်တဲ့ပြည်ထောင်စုလွှတ်တော်ကပြဋ္ဌာန်းတဲ့ဥပဒေတိုင်းတာခင်ဗျားတို့လိုက်နာကျင့်သုံးရမည်လို့ဆိုပြန်တယ်ပေါ့နော်ပိတ်ထည့်လိုက်ပေါ့အဲ့တော့ကြပြည်ထောင်စုလွှတ်တော်က legally ပြောလိုက်ပြောရလို့ရှင် supreme law making body ပေါ့တဘောကွာ parliamentary sovereignty ရှိနေတယ်ပေါ့ဗျာ ဲ့တော့ဘာဖြစ်တလေဆိုတော့ခါကြတော့အဲ unitary ရဲ့အင်္ဂါရပ်နဲ့ပိတ်ဖလိုက်တာအဲ့တော့ဟာတင်မှာပြဋ္ဌာန်းခွင့်ရှိတာမှန်တယ်ပေးထားတာမှန်တယ်သို့တော့အဲ့ဒီဟာဒီပြဋ္ဌာန်းလိုက်လို့ပေးထားတဲ့အတိုင်းလုပ်လိုက်လို့အဲ့ဒီပြဋ္ဌာန်းချက်တချို့တလေတရာတဲ့ပြီးထောင်စုလွတ်တော်ကနေပြဋ္ဌာန်းတဲ့ဥပဒေနဲ့ဆန့်ကျင်ကွဲလွဲတာတွေရှိမယ်ဆိုရင်ပြီးထောင်စုအတိုင်းသာဖြစ်မယ်ပေါ့ဗျာ အတီးဖြစ်ရမယ်လိုက်နာခြင်းသုံးရမယ်ဆိုတဲ့ဟာမျိုးပေါ့အဲ့တော့အရက်စကားနဲ့ရှင်းအောင်ပြောရလို့ရှိရင်ယော့ဒီပစ္စည်းကိုမင်းဟောငါပေးလိုက်တယ်မင်းယူလိုက်သူ့တော်ငါပြန်တောင်းတော့မင်းပြန်ပေးရမယ်ဆိုတာနဲ့အလားတရာတူပါအလားတရံတူပါတယ်ပေါ့နော်အဲ့တော့မပေးဘူးလားဆိုပေးတယ်အပိုင်ပေးတာဆိုတော့အပိုင်ပေးတယ်လို့ပြောလို့မရဘူးငါတောင်းတော့မင်းပြန်ပေးရမယ်ဆိုတဲ့ high condition ဖြစ်နေတာပေါ့နော် စ်ကိုရှစ်ခါခွဲကိုကြည့်ချင်းအားဖြင့်ပြီးထောင်စုလွှတ်တော်ဒီတာ Supreme Law Making Body ဖြစ်တယ်ဆိုတာတွေ့ရတယ်ပေါ့နော်ဒီ weak data က unitary စနစ်ရဲ့ weak data တစ်ခုဖြစ်တယ်ပေါ့နော်အဲ့တော့ပြီးထောင်စုလွှတ်တော်ကဥပဒေတွေပြဋ္ဌာန်းရတာမကောင်းဘူးလားအာ ြတ်ထန်းတင်ဘူးလားပြတ်ထန်းတာကဆိုးလို့လားဆိုတော့လေအဲ့လိုတော့မဟုတ်ဘူးပေါ့ဗျာဖက်ဒရယ်စနစ်ရဲ့အနှစ်သာရမှာပြည်ထောင်စုနဲ့ဆိုင်တာပြည်ထောင်စုကပြတ်ထန်းပေါ့ပြည်နယ်နဲ့ဆိုင်တာပြည်နယ်ကပြတ်ထန်းပေါ့အေးလေဟုတ်တယ်လေအဲ့ကြောင့်ပြည်နယ်ကိုပေးထားတယ်ပြည်ထောင်စုလွှတ်တော်ကလည်းသူကိစ္စသူလှုပ်ရတာမဟုတ်ဘူးလားဆိုတော့ဟုတ်တယ်ဗျဒါပေမဲ့198ကကြာတော့ပြည်နယ်ကိုပေးထားတဲ့ဟာတွေသူကပြန်ယူခွင့်ရှိတဲ့အပိတ်မျိုးဖြစ်နေတာပေါ့နော်အဲ့တော့ Federal ပြည်ထောင်စုစနစ်မှာ ပီထောင်စုတဝန်းလုံးနဲ့ဆိုင်တဲ့ဥပဒေချို့ကိုကြတော့ပီထောင်စုလွတ်တော်ကပြန်တန်းခွင့်ရှိတယ်ပြည်နယ်ကသွားပြန်တန်းလို့မရဘူးပေါ့ဗျာအဲဥမာဆိုကြပါဆိုအစီရီတို့တန်တမန်ရီတို့ငွေဆက်ကူထုတ်ဝေရီစတဲ့ကိစ္စတွေမှာပီထောင်စုလွတ်တော်ကဒါဥပဒေပြောက်ခွင့်ရှိတယ်ဗျာအဲ ဒါတမတာဖြစ်တယ်ပြီဟိုအောင်မှာပေါ့စတရစနစ်မှာပေါ့အဲပြီးနယ်လေးတွေကလည်းတန်တမာကြီးကိုတိုင်ဟိုလူနဲ့တန်တမာကြီးလုပ်မယ်လို့အဲဒီပြီးနယ်ကလည်းဒီဒီဇိုင်းနဲ့ငွေဆက်ကူထုတ်မယ်လို့အတီးတီးလျှောက်လုပ်နေကြရင်တော့ဒါအာတိုင်းပြီးမှာငွေမတက်တည်ဖြစ်ပြီးတော့ သူတလူငါသမင်းနေဖြစ်မှာပေါ့เนาะဒါ Federal စနစ်မဟုတ်ဘူးဗျာ Federal စနစ်ကြာတော့တူတူစူပောင်းကြမယ်စူပောင်းပြကြပြီးတော့မှတကယ်ဟိုဒီလိုတန်တမာရေးတို့စစ်ရေးတို့ငွေဆက်ကူထုတ်တဲ့ကိစ္စအစစစစဒီဖြစ်ပေါ့ဗျာဒီကိစ္စတွေကိုပြီးထောင်စုလွှတ်တော်ကနေပြဋ္ဌာန်းမင်းဟုတ်ပြီသူတော်လည်းပဲပြီးနေတွင်းမှာကြာတော့ဒီကိစ္စလေးဒီကိစ္စလေးဒီကြာတော့ ပြီးနေလွှတ်တော်ကနေတာဆုံးဖြတ်ပြန်ထမ်းမယ်ဆိုတဲ့စနစ်ပေါ့ဗျာအဲ့တော့ခုနပြောသလို develop matter တွေကိုကြတော့ပြီးထောင်စုလွှတ်တော်နဲ့ပြန်မလူမှသာရဒါ federal စစ်မှန်တယ်လို့ပြောရမှာပေါ့နော်အဲဆုလို့တဲ့သဘောပါဗျာအဲ့ဒီပြီးဇယားနှစ်ပေါ့ဥမာဇယားနှစ်ပါလို့မျိုးပြီးနေလွှတ်တော်ကိုပေးပြီးသားဥပဒေတွေရှိစေတော့နာပြီးနေတွေတိုင်းနေတိုင်းဒီခမရတွေပြန်လာတော့အဲ ပီထောင်စုနဲ့ကိစ္စဆိုင်တော့ဆိုင်တာတော့ပီထောင်စုလွတ်တော်ကလှုပ်ပေါ့ဗျာအဲ့တော့တစ်ကိုရှိကကြဘာဖြစ်လဲဆိုတော့အဲ2008ရဲ့ဒီဇိုင်းရပေါ့နော်ပီထောင်စုလွတ်တော်က Supreme Law Making Body ဖြစ်တယ်ခုနပီထောင်စုတဝန်းလုံးတရက်လုံးနဲ့ဆိုင်တဲ့ဥပဒေပြဋ္ဌာန်းချက်တွေကိုပြဋ္ဌာန်းရတဲ့အပြင်ကိုဘာပြည်နယ်လွတ်တော်တွေတိုင်းဒေသကြီးကိုပေးထားတဲ့ဇယားနှစ်ပါအချက်ဒီနေပတ်သက်တဲ့ဥပဒေပြဋ္ဌာန်းတာကိုလည်းပဲတစ်ကိုရှိခါခွဲရ ပြန်ပြီးဆွတ်ဖက်လို့ရသေးတယ်ဆိုတဲ့သဘောမျိုးပေါ့နော်အဲ့တော့ဒီချက်ကိုတစ်ချက်တတိထားမှာဖြစ်တယ်အဲ့တော့အာ PKPE မရဖြစ်တယ်လို့မျိုးဖြစ်နိုင်တဲ့အနေအထားလေးတွေရှိတယ်ပေါ့နော်ဒါအာရရှိမှာပေါ့နော်ဖက်ဒရယ်စနစ်ကိုသွားမယ်ဆွေးနွေးကြမယ်ပြုကြမယ်ဆိုတဲ့နေရာမှာထည့်သွင်းစဉ်းစားရမယ်စနစ်တွေဖြစ်တယ်ပေါ့နော်ဒါဘွဲ့ဥပဒေအကြောင်းအရာပေါ့နော်အဲအဲဂျန်နဲ့ဇေယျနှစ်မှာဘယ်လောက်အတိုင်းတာထိပြီးနေဒီကိုပေးမယ်လို့ဘယ်လောက်အတိုင်းတာထိတိုင်းဒေသကြီးတွေပေးမယ်ဆိုတာကတော့ဒီ stakeholder တွေဖြစ်တဲ့နိုင်ငံရေးဥဆောင်မှု အခန်းကဏ္ဍမှာယူကြတဲ့လူတွေရဲ့ဆွေးနွေးမှုရလပရောပေါမူတည်နေပေါ့နော်သူတို့ရဲ့သဘောတူညီချက်ပေါ်မှာမူတည်နေပေါ့ဗျာကျွန်တော်ကကြတော့အနိုင်ငံရေးဒီမှာမဟုတ်ဒီအတွက်အရင်ကရောမဆွေးနွေးလို့ပေါ့နော်အဥပဒေအကြောင်းအရာရတာလည်းရင်ပေးထားတယ်ဆိုရင်မေမေရရပြီးမှဖြစ်မယ်ပေါ့เนาะခုနလိုတိကိုရှစ်လိုမျိုးပြန်ပြီးတော့မှဆွတ်ဖက်လို့ရတဲ့စနစ်မျိုး ရှိနေသလားအဲ့လို trick မျိုးရှိနေသလားဆိုတဲ့ဟာကိုစဉ်းစားဖို့အာ legal point of view ရာဆွေးနွေးတာဖြစ်တယ်ပေါ့နော်အဲ့တော့ဒါ2008ဖွဲ့စည်းပုံခြေကဥပဒေရဲ့အချက်အဲ့တော့ဒီခုတစ်ခါပေါ့နော်1949ခုနှစ်ကဘိုးချိုးအောင်ဆန်းတို့ရေးဆွဲခဲ့တဲ့ဖွဲ့စည်းပုံခြေကဥပဒေကိုတစ်ချက်ပြန်လေ့လာကြည့်ရအောင်ပေါ့နော်အဲ့တော့ အဲ့ဒီ1940ခုဖွဲ့စည်းပုံချစ်ကဥပဒေရဲ့ပုံမှန်62တင့်မှာဗာပြောလဲဆိုတော့ပြီးနေကောင်စီများသူလုံးဝခွဲဝေလွှဲအပ်တော်ဥပဒေပြုအာဏာမှလွှဲ၍တဲ့ပါလီမန်တွင်ပြည်ထောင်စုတနိုင်ငံလုံးအတွက်ဖြစ်စေပြည်ထောင်စုနိုင်ငံတစိတ်တဒေတာအတွက်ဖြစ်စေဥပဒေများကိုပြုရန်အာဏာရှိရမည်ဆိုတော့အဲ့ဒီမှာအရေးကြီးတဲ့စကရက်ကပါလဲဆိုတော့ပြည်နယ်ကောင်စီများသူလုံးဝလွှဲခွဲဝေလွှဲအပ်တော်ဥပဒေပြု အာနာမှလွှဲ၍ဆိုတော့ဟုတ်တယ်ပြီးထောင်စုလွတ်တော်မှာဥပဒေပြုတနိုင်ငံလုံးတိုင်းတန်နဲ့ဥပဒေပြုအာနာရှိတာမှန်တယ်သို့တော်လည်းပဲပြည်နယ်ကောင်စီများတို့လုံးဝလွှဲအပ်ထားသောဥပဒေပြုအာနာမှလွှဲ၍အဲလွှဲအပ်ပြီးသားတာတော့သူကအဲပြန်ပြီးတော့ပြောင်းပြန်လှန်လို့မရဘူးဗျာဆိုတဲ့တော့မှလွှဲ၍အဲပြည်နယ်တွေကိုပေးထားပြီးသားကိုပေးထားတယ်အဲပေးထားတာမှလွှဲ၍တဲ့ပြည်ထောင်စုလွတ်တော်ကတနိုင်ငံလုံးတိုင်းတန်နဲ့ဥပဒေပြုလို့ရတယ် ဆိုတဲ့သဘောပေါ့နော်အဲ့တော့အာအကုန်လုံးဆက်တော့မပတ်ဘူး key point တွေပဲပြောရလို့ရှိရင် ပုံမှန်92ခခွေးမှာဗာပြောလဲဆိုတော့ပြီးနေဥပဒေပြုစရင်၌ဖော်ပြလက်တန့်တော့အစူပါစီစရာရှိစကြီးစရင်နှစ်၌တီးခြားရေအတွက်ပြထားသည့်ကိစ္စတစ်ခုခုနဲ့ဆက်လင်း၍တဲ့ပြီးနေအတွက်ဒေါ်လကောင်ပြီးနေဤတစိတ်တတိတအတွက်ဒေါ်လကောင် ဥပဒေများကိုပြုရမှာပြီးနေကောင်းစီ၌တာအာနာရှိသည်တဲ့အကယ် again တတိထားလေးထားရမယ်စကရက်က၌တာဖြစ်တယ်ပေါ့နော်ပြီးနေကောင်းစီဇရနှစ်မှာပေးထားပြီးသားအာနာဥပဒေပြုအာနာတွေကိုကြတော့တဲ့ပြီးနေကောင်းစီ၌တာအာနာရှိရမည်တဲ့၌တာဆိုတဲ့ဟာအဲ့တော့၄၀ခွန်ရဲ့ပြဋ္ဌာန်းချက်ဒီကိုကြည့်မယ်ဆိုတော့ဒါကအဲ ရှင်းတယ်ပေါ့နော်အပေါ်မှာကပီထောင်စုနဲ့ပတ်သက်တဲ့ဟာပြောတဲ့အခါမှာပီနယ်ကိုပေးထားတာကလွှဲရွေးတဲ့ဟွန်းအောက်ကပီနယ်ကိစ္စပြန်ပြောတဲ့အခါမှာပီနယ်နှိုက်တာတဲ့ဆိုတဲ့သဘောကအဲ့ဒီပေးထားပြီးသားဟာတော့ဟိုပြန်မယူတော့ဘူးပေါ့နော်အဲ့ပေးပြီးတော့အေးမင်းတို့မင်းတို့ကဒါပေးလိုက်ပြီဒါယူလိုက်တော့ဆိုတဲ့သဘောမျိုးပေါ့နော်အဲ့တော့ဒီအချက်ကအရေးကြီးတယ်ပေါ့နော်အဲ့တော့ now အခုဟို ဖွဲ့စည်းပုံခြေခံဥပဒေအသက်ဖြစ်ဖြစ်ပါဖြစ်ဖြစ်ရေးဆွဲပြဋ္ဌာန်းကြတဲ့အခါမှာဒီလိုကိစ္စလေးတွေကလစ်လို့မရှိသင့်ဘူးပေါ့နော်။ဘာလို့ဆိုတော့နောက်ပိုင်းမှာဒါ constitutional crisis ဖြစ်လာနိုင်တယ်။ဘာလို့ဆိုတော့အဲပေးတယ်ဆိုရင်ပေးတာတော့ဟုတ်ပြီ။ဟိုဘယ်လိုပုံနည်းပြန်ပေးတာလဲ။ဟုတ်တယ်ပေးတယ်လို့ပြဋ္ဌာန်းချက်ကပါပြီးသားဟုတ်တယ်။အောက်မှာတို့တော့လည်းပြည်ထောင်စုလွတ်တော်ရဲ့ပြဋ္ဌာန်းချက်နဲ့စတဲ့ကျွဲလွဲနေမယ်ဆိုပြီးထောင်စုလွတ်တော်ရဲ့ပြဋ္ဌာန်းချက်အတီးဖြစ်မယ်စသဖြင့်ပြန်လဲပါနိုင်သလားဆိုတဲ့ဟာလေ ဒါမှမဟုတ်အဲ့ဒါအဲ့ဒီတစ်ချက်ကိုစဉ်းစားရမှာဖြစ်ဒုတိယတစ်ချက်ကအဲတိတိပပတိတိကြကြလဲရေးဖို့လိုတယ်ကွာအဲ့ဒီဥမာဆိုပီထောင်စုလွတ်တော်ကအဲမလွဲ၍ဂျန်တဲ့ကိစ္စတွေဘလို့အဲအောင်ပီနယ်၌တာအဲ့ဒီပီနယ်ကိစ္စတွေပြဋ္ဌာန်းခွင့်ရှိတဲ့အာဏာရှိတဲ့စသဖြင့်ပေါ့နော်အဲ့လိုမှင်မယ်ရရတိတိကြကြကကနနလေးလုံမပေးအဲ ရှင်းလင်းမယ်ဗောဗျာနောင်နောင်အနာကအတွက်ခုန again ဇေယနှစ်ပါဇေယသစ်ပါဘလူကိစ္စတွေဘလူဘယ်ဟာတွေတော့ပြီးနေယူမယ်ဘယ်ဟာတော့ပြီးထောင်စုကကင်မယ်ဆိုတဲ့ကိစ္စကတော့နိုင်ငံရေးသမားတွေခေါင်းဆောင်တွေဆွေးနွေးရမယ်တပါဟိုဒီနေ့ဆွေးနွေးချက်ရ highlight highlight လုပ်ရမယ်စကရက်ကတော့နှိုက်တာပြီးနေကောင်းစီနှိုက်တာအနာရှိရမယ်ပြီးထောင်စုလွှတ်တော်ကပြီးနေကပြီးနေဒီကိုပြီးထားဒီမှ လွှဲ၍ပြီးထောင်စုတပွင့်လုံးတွင်ဆိုတဲ့ကိစ္စလေးတွေကအာအရေးကြီးတဲ့ကိစ္စတွေဖြစ်တယ်ဆိုတာအာဖော်ပြလို့တယ်ပေါ့နော်အဲ US ကကိစ္စနဲ့ practical point of view ရာပြန်ပြီးတော့ဥပမာ ပေးရလို့ရှိရင်ဗျာ US က Federal Senate ကျင့်သုံးတဲ့နိုင်ငံဖြစ်တယ်ပေါ့နော်အဲ့တော့ US မှာ Federal Government ဆိုတာရှိတယ်ပြောဗျာအဲ့တော့ Federal Government မှာ Federal အစိုးရကနေပြီးတော့လုပ်ပိုင်ခွင့်ပြဌာန်းခွင့်ရှိတဲ့ကဏ္ဍရှိတယ်လို့ပြည်နယ်တွေကိုပြီးထားပြီးသားအဲလုပ်ပိုင်ခွင့်ပြဌာန်းခွင့်တွေရှိတယ်ပေါ့ဗျာအဲ့တော့ပြည်နယ်တွေကိုပေးထားပြီးသားကိစ္စတော့မြန်မာဖက်ဒရယ်စိုးရပဲဖြစ်ဖြစ်အာသမရပဲဖြစ်ဖြစ်အာဒါတွားပြီးတော့ ပြန်နှိုက်လို့မရတော့ဘာလို့လဲဆိုတော့ပီနယ်ဒီမှာကအဲ့ဒီဟာကိုပေးအပ်ထားပြီးသားဖြစ်တယ်အဲ့ဒီဟာကတော့အဲ့ဒီကယ်လီဖိုးနီးယားစတိတ်ရောက်ရင်ကယ်လီဖိုးနီးယားပြည်နယ်မှာပေးထားပြီးသားအာဏာရကျင့်သုံးတဲ့ဥပဒေကတော့ဒါပဲသူဖြစ်ဖြစ်လိုက်နာမှာတခြားစတိတ်ကလာတာဖြစ်ဖြစ်အဲ Federal government ကရရှိဖြစ်ဖြစ်အစသည်ဖြစ်ပေါ့ဗျာဒါပေးထားပြီးသားဟာကိုပြောတာပေါ့နော် သူတော်လည်း federal အစိုးရ federal ကတာကိုင်းနဲ့လှုပ်ဆောင်ချက်တွေတွေရလုပ်တဲ့ဟာကြတော့ဒါ federal အစိုးရမှာဟိုတာဝန်ရှိရပြင်ချင်လဲပြင်လို့ရတယ်ပြောင်းချင်လဲပြောင်းလို့ရတယ်စသဖြင့်ပေါ့ဗျာသူတော်လည်းပဲ state ပြီးပေးထားတာလည်းတော့မင်းတို့ state တိုင်းလိုက်နိုင်အောင်ပဲပေါ့နော်ဒါကဟိုပြည်နယ်တွေရဲ့ဟိုလုတ်ပိုင်ခွင့်တွေပေးထားပြီးသားကိုပြန်မလုဘူးပေါ့ဗျာ federal အစိုးရကဒါက federal စနစ် ဖြစ်တယ်ပေါ့ဗျာအဲ့လိုစနစ်ကတိတိကျကျရှိတယ်ပေါ့ဗျာအဲ့ဒီတော့ဒီနေ့ဆွေးနွေးချက်ရဲ့အနှစ်ချုပ်ကတော့ကိုပိုင်ပြထန်းခွင့်တွေကိုပြီးတယ်ဆိုုံနဲ့မပြီးအာမခံချက်ရှိဖို့လိုတယ်ပေါ့နော်ဘယ်ပုံပင်ဤပြီးပြီးတော့ဘလောက်တိတိကျခိုင်းမှာပြီးတော့ဘလောက်တိရှင်းလင်းတယ်လဲဆိုတဲ့ဟာတွေပုံမှာအာခေါင်းဆောင်နေနေစဉ်းစားဖို့လိုတယ်အဲဒါမှတာလေဖွဲ့စည်းပုံဆိုင်ဖွဲ့စည်းပုံခြေကဥပဒေဆိုင်ရာအချက်တဲ့ constitutional crisis မရှိမှဖြစ်တယ်ဆိုတာကိုဆွေးနွေးရခြင်းဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်